စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာတမတ်ထားတဲ့ပါတီရုံးခန်းအရေးအတွက်နဲ့ပါတီဝင်ဦးရေမပြည့်မီဘူးဆိုပြီးဖျက်သိမ်းခံရတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပါတီကဒုတိယဥက္ကဋ္ဌဟောင်းဒေါ်စန္နာမင်းအားရန်ကုန်တိုင်းလာတာမြို့နယ်ကနေပြည်သူ့လွှတ်တော်အတွက်တတိပုဂ္ဂလကိုယ်စားလှယ်လောက်အနေနဲ့အမည်စရင်းတင်သွင်းခဲ့တယ်လို့ DVV ကပြောပါရတယ်။ ဒေါ်စနာမေယာ2012ကြားဖြတ်ရွေးကောက်ပွဲမှာနေပြည်တော်စဘူတီရီမြို့နယ်မဲဆန္ဒနယ်ကနေအနိုင်ရရှိပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်လို့2015ရွေးကောက်ပွဲမှာလည်းရန်ကုန်တိုင်းစိတ်ကြီးခနောင်တိုမြို့နယ်ကနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရွေးကောက်ခံရတဲ့သူဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာတော့ကိုယ်စားလှယ်လောင်းအဖြစ်နဲ့အရွေးမခံရပေမဲ့နေပြည်တော်ခရိုင်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်အနေနဲ့ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ဆွဆွဲခံရတယ်လို့စစ်တပ်ကိုတော်လှန်နေတဲ့ NUG အစိုးရနဲ့ NLD ပါတီဝင်တွေကိုသူကဝေဖန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာ2023မှာ NLD ဗဟိုအလုပ်ကော်မတီကသူ့ကိုပါတီကနေထုတ်ပယ်ထားတာပါရှင်။